ငါသိသွားလို့ရှိရင်ငါပိုင်နာပါရှိလေ။နော်ငါယူသွားလို့ရတာပါရှိတယ်ငါနောက်ကပါလာမှာပါရှိတယ်ဟောဒီအချက်၃ချက်ကိုစဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံဉ္စပပင်္စယမစ္စောကုရုတိဣဒ္ဓလက်ရှိဘဝမှာတဲ့တရဝတ္တဥလူသားတဥဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ် ကုသလုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတသကံဟောတိတဲ့ကိုလုပ်ခဲ့တဲ့အလုပ်တွေပဲလဲဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသလုပ်မယ်အကုသလုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီး စိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကောင်းကိုယ့်ရင်ထဲမှာဖြစ်တယ်။ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်။မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်။ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်။ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခုနကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်တွေဒီဘဝမှာမသိခင်လူတွေဟာနေစဉ်နဲ့အများလုပ်တယ်။စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလဲအောင်လုပ်တယ် အဲ့ဒီကိုယ့်ရဲ့လုံရကံဒီသာလင်တင်ကြီးတတသကံဟောတိတဲ့အဲ့ဒါသူ့ရဲ့သူသူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီတရားမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိတ်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမိတ်ခင်မသေးခင်လေးအတွင်းမှာကပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတယ် တေလိုက်ထန်တဲ့ပြိုင်နဲ့အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လှုပ်ခဲတဲ့လှုပ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလှုပ်ရင်ကောင်းတာမကောင်းတာလှုပ်ရင်မကောင်းဘူးအကောင်းဆုံးနှမျိုးလှုပ်ရင်နှမျိုးလုံး तू ပိုင်နေအေးအဲ့ဒါဒီပဲနဲ့သူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရာယကိစ္စတိအဲ့ဒါပဲဟိုဘွားယူသွားလို့ရမယ်နောက်ဆုံးမှာအဝတ်ကောင်းရင်တော့ချွတ်ယူလိုက်သေးတာเนาะ လက်ဆွဆွဘသူမှဆွဖို့မပေးလိုက်ဘူးချွတ်လိုက်မှာပဲတေချာစိတ်နဂကြီးဆိုလဲဖြုတ်လိုက်မှာပဲလေမသားနဲ့နဂကြီးနဲ့မကောင်းဘူးဆိုဖြုတ်ယူလိုက်အောင်မှာအဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင် သူလုပ်ခဲ့တဲ့ကုသကံအာဟုသကံနေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကံတော့လိုက်ပို့ပြီးပြန်လှည့်လာမှာပဲဒါပဲခိုးဘက်တော့ပို့လိုက်မှာမဟုတ်ဘူးနော်လိုက်ပို့ရတာတော့မှလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်ဆက်တာအနုခံဟောတိ ဆာယဝအနပါယသူနဲ့ကပ်ပြီးတော့ပါနေမှာကတော့သူလုပ်ခဲ့တဲ့ကုသကံအကုသကံပဲတဲ့အဲ့ဒါပဲပါသွားပရာဟိတကုသိုလ်တွေလုပ်ရင်အဲ့ဒီကုသိုလ်တွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသိုလ်တွေလုပ်ရင်မကောင်းတဲ့အကုသိုလ်တွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အဲ့သေစာကြိုက် အဲ့ဒီမှာကောင်းမှုအကုသို့လောက်ရသည်တည်တဲ့အခါသူနဲ့တူပါသွားတယ်ဒါကိုသူ ယူသွားရတယ်ယူသွားပြီးတော့အပင်ငယ်ရဲ့ရောက်သွားတဲ့အပင်ငယ်ရဲ့ကလွတ်ပြီးလူပြည့်ရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်သာမန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနှံကြက်မပြည့်တဲ့လူလားဖြစ်လားအဲ့ဒါကရစက်ပဲဆိုးတဲ့ရစက်တွေကိုရရှိလာဒီလိုဆွလို့ရပေါ့နော် တင်ဆက်တာအနုကံဟောတိဆာယဝနာပါယိနီကိုလို့တဲ့ကံလေးသာလင်အရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှာဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်ဖို့ပဲရသဗျာကိုတိုင်ကလည်းတပိတတကမ္မတကသရဝမန္တမြကိုပိုင်ဥစ္စာဆိုတာကံတာပဲကျန်တာပိုင်ဆိုင်မှုတွေတခဏပဲတဲ့ အတိုင်းအတာတစ်ခုရှိတယ်။သာဝရပိုင်ဆိုင်မှုဒီကံနာလင်ဖြစ်တယ်။တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာ။ယံကမံကရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတထာတာဘောဟိတန္တိကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ကုသိုလ်လုပ်လို့အကုသိုလ်လုပ်လို့လုံးသမ ्या တည်းရဲ့အကျိုးဆက် အမွေရဆက်ကိုဘသူခံရတော့ဆိုလို့သူပဲခံရမယ်လို့သူဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ် အတ္တဟိတပရာဟိတကိုယ်ကလည်းအကျိုးမပြုဘူးသူတော်ကလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တရားရှောင်းမယ်ဒီလိုဆိုလို့တော့မဟုတ်ပြောတဲ့အခါမှာလည်းသူသူများကလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတယ်စကားမျိုးပြောမယ်လှုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကလည်းအကျိုးပြုတယ်အလုံမျိုးကိုပဲလှုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတယ် တတ္တမကရိယကလျာဏဒီလိုဘဝတစ်ခုဆုံးသက်သွားလို့ရှင်ကိုယ်နဲ့အတူပါလာတာကံတာဖြစ်သောကြောင့်တဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတမိုးရှိမဲ့ကုသိုလ်လုပ်တယ်လို့လုပ်ပါနိစယံတံပရာယိကာ တမလုံးမောမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါ။ဘာကြောင့်ဒီလိုတိုက်တွန်းရတော့ဆိုပုံညာနိပရလောကသမိန်ပဋိဌာဟောတိပါနေတာ။ကုသိုလ်ကောင်းမှုဆိုတာပရလောကရောက်သွားလို့ရှင်ပြုလို့သူတရားတွေအတွက်အားကိုးစရာဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာအမေလည်းအာကိုအမမဟုတ်ဘူးအဖေလည်းအာကိုအမမဟုတ်ဘူးမိသားစုလည်းအာကိုအမမဟုတ်ဘူး ုလုံးတဲ့ကံတရားတွေဒါလဲကိုယ့်ရဲ့အာကိုအာထာရဖြစ်တယ်လို့ဆိုတာဘုရားမြတ်စွာဘုရားအတိအမြင်ဟောကြားထားတာဒါဘုရားတာဝကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့ဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်ဗောအဲ့ဒီဆုံးမစကားကိုမိမိတို့ကိုယ်တိုင်လိုက်နာကြတာဖြစ်တယ်အဲ့ဒီလိုက်နာမှအကျိုးဆိုတာပေါ်တာဖြစ်တယ်ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်သည် ဆေးပဲဆိုင်ရာတက်ကြွနားလဲတဲ့သမားတော်စီသွားရင်သမားတော်ကတဲ့တဲ့အစာမတဲ့တဲ့အစာရှောင်ရမှာနဲ့ဆောင်ရမှာကိုပြောမယ်တောက်ရမယ့်ဆေးကိုပေးမယ်ဆေးမမှန်တောက်ပြီးရှောင်ရမှာတွေကိုရှောင်မယ်ဆောင်ရမှာဆောင်မယ်ဆိုရင်ဒီလူနာဟာယောဂပြောင်းမှာပဲထို့တူပဲရသော်ဘုရားရဲ့တပည့်တော်ကအဖြစ်ခံယူကြတဲ့ဘုရားဗန္တာဝင်သူတော်စင်းနေ မြတ်စွာဘုရားကဒါမကောင်းဘူးမလုပ်နဲ့ရှောင်းအကုသိုလ်မှန်သမျှရှောင်ရမယ်ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်လို့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားရမယ်လို့ဒီလိုဆုံးမဩဝါဒပေးတာကိုမိမိကိုယ်တိုင်ကအကုသိုလ်ကိုရှောင်ကျင်ခြင်းကုသိုလ်မှန်သမျှကိုယ်တန်တော်မှာပြည့်စုံအောင်ကြိုးစားအထုတ်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတဲ့အလုပ်တွေကိုကိုယ်ကိုယ်တိုင်လုပ်မှသာတယ် ကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်